ားလုံးပဲမင်္ဂလာပါရန်ကုန် Insight Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့တင်ပြပေးချင်တဲ့အကြောင်းအရာလေးကတော့မြန်မာဖုန်းနံပါတ်နဲ့ပေးပေကောင်အလွယ်တကူဖွင့်နေလေးအကြောင်းကိုမျှဝေပေးထားမှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ရန်ကုန် Insight Channel လေးမှာပြည်တွင်ဒီလိုသုံးဝင်တဲ့အကြောင်းအရာလေးတွေကိုတင်ဆက်ပေးထားမှာဖြစ်လို့ Channel လေးကို Subscribe မလုပ်အပ်ရင် Subscribe လုပ်ပေးကြရဖို့လည်းမမေ့ပါနဲ့ခင်ဗျာကဲဒါဆိုရင်ဗီဒီယိုလေးကိုစလိုက်အောင်အရင်ဆုံး Chrome တက်ဝင်လိုက်ပါခင်ဗျာပြီးရင်တော့ PayPal Express Checkout ဆိုပြီးတော့လက်ရှာပေးပါ အခုဆိုတော့ပေါ်လာတဲ့ add express checkout ဆိုတဲ့ link ကိုတစ်ချက်နှိပ်ပြပါနော်အခုလိုမျိုးလေးပေါ်လာပါလိမ့်မယ် sign guest ဆိုတဲ့ column ကိုတစ်ချက်နှိပ်ပြပါโอเคပါဒီနေရာမှာတော့ကိုယ့်ရဲ့နာမည်ကိုထည့်ရမှာပဲဖြစ်ပါတယ်ကျွန်တော်ကျွန်တော်ရဲ့နာမည်ဖြစ်တဲ့အဲညီညီဆိုအောင်ထည့်လိုက်မှာဖြစ်ပါတယ်တလုံးချင်းပေါ့နော် first name နဲ့ last name ပါ ဒီပြီလို့ရှိရင်အောက်က email address မှာပို့အသုံးပြုမယ် email address ကိုထည့်ပေးလိုက်ပါကျွန်တော်အခုမှအသေးစားဖွင့်လာတဲ့ account ကိုထည့်ပေးလိုက်ပါတယ်အဲပြီလို့ရှိရင်တော့ password ဆိုရယ်နေ password ဆိုရယ်နေမှာကျွန်တော်တို့ကစလုံးကို၈လုံးကနေပြီးတော့လုံး message ထည့်ပေးရမယ်စလုံးအကြီးအသေးပါမယ်ပြီလို့ရှိရင် number 1နဲ့တစ်လုံးနှလုံးတော့ပါမှာဖြစ်ပါတယ် email ရွေးကောက်ဆိုရလို့တစ်ချက်နေပြီးပါဒါဆိုလို့ရှိရင်တော့ပေးပြကျွန်တော်တို့ရဲ့ gmail ပေါ့နော်ခုနကကျွန်တော်ချိန်တိုင်း gmail ကို သူကုတ်ချလုံးပို့ပေးလိုက်မှာဖြစ်ပါတယ်ဂျီမီတောင်တစ်ချက်ဝင်ရှာပေးပါအဲ့တော့ကျွန်တော်ဝိုင်းပြတာနေမှာကုတ်ချလုံးရောက်နေပါပြီအဲ့ကုတ်ချလုံးကျွန်တော်ခုနနေမှာရိုက်ထည့်ပေးရမှာပဲဖြစ်ပါတယ်ကြရတဲ့ resolution တော့အကောင့်အဖွင့်ပေးပါပြီဖြစ်ပါရဲ့နော်အဲအခုတော့ကိုယ့်ရဲ့ဒီ account ကိုဆက်လိုက်လို့ရမှာဖြစ်ပါတယ် let's go ဆိုတဲ့တစ်ချက်နေပြီပါပြီးကျွန်တော်ကတော့ business account ခွင့်မှာဖြစ်လိုက်တဲ့ business ဆိုတော့ရေးပြီးပါ business type ဆိုတဲ့နေရာမှာကိုကြိုက်တာယူနှစ်တာယူချိန်ပြီးထည့်လို့ရပါတယ်ခင်ဗျာပြီး next ဆိုတော့နေပြီပါအဲ business name ဆိုတဲ့နေရာမှာကိုကြိုက်တဲ့ business name ကိုထည့်လို့ရဘူးเนาะကျွန်တော်က shopping ဆိုပြီးတော့ထည့်ပေးလိုက်ပါတယ် product or service ဆိုရင်လည်းမိမိနှစ်တက်ကိုယူချိန်ပြီးထည့်ပေးလိုက်လို့ရပါတယ် ဒီ business website ဆိုတဲ့နေရာမှာတော့ကျွန်တော်တို့ website ရှိရတဲ့ node ကိုတစ်ချက်ယူပြီးပါပြီးလို့ရှိရင် code code ဆိုတဲ့နေရာမှာကျွန်တော်တို့မြန်မာနိုင်ငံမှာဖြစ်တဲ့အတွက်မြန်မာနိုင်ငံ code လေးတစ်ချက်ယူပြီးပါ95ကိုစတာပါတယ်ပြီးမိမိရဲ့ phone number ကိုထည့်ပေးပါ okay အလိုဝိုင်းဆိုလို့ရှိရင်အောက်မှာကတော့ကျွန်တော်တို့ရဲ့နေရာလက်ဆန်လိပ်စာ address ကိုထည့်ပေးရမှာဖြစ်ပါတယ်